စကိုင်းတိုင်းစလင်းချင်းမြို့နယ်မှာယခုနှစ်မိုးရွာသွန်းမှုများလို့ကွန်ဆိုက်ခင်းတွေရေမြုပ်ပြက်စီသလိုကွန်စင်းလုံးကြာဆင်းလာကြောင်းလဲကွန်ဆိုက်တောင်သူတွေအရှုံးပေါ်နေရဲလို့ဒေသခံတွေက MFP ကိုပြောပါတယ်။ကွန်စင်းမကောင်းမရောင်းရတာကြောင့်တချို့ကကွန်ရက်တွေကိုလမ်းဘေးဆွန့်ပြစ်တာမျိုးထိရှိပါတယ်။ကွန်ဆိုက်ခင်းတွေအထွတ်နှုန်းကောင်းဖို့အသုံးပြုရတဲ့ဓာတ်မြေဩဇာနဲ့ပိုးသက်ဆေးတွေကဈေးကြီးမြင့်ပြီးတော့ကွန်ရက်အထွတ်နှုန်းကောင်းပေမဲ့ဈေးကြတာ ရေမြုပ်တာတွေကြောင့်ကွန်ဆိုက်သူတွေအရှုံးပေါ်နေရလို့စလင်းကြီးမြို့နယ်ကကွန်ဆိုက်တောင်သူ UA က MP ကိုပြောပါရယ်လက်ရှိမှာကွန်ရက်တပိတ်တာ300ကျပ်ဝန်းကျင်သာဈေးပေါက်လို့ကွန်ရက်ခူးခါတောင်ပြန်မရဘူးလို့ဆိုပါရယ်စလင်းကြီးမြို့နယ်ကကွန်ဆိုက်တောင်သူတွေအနေနဲ့ပွဲစားတွေရဲ့အမျက်ကြီးစားမှုတွေနဲ့လည်းရဆိုင်နေရပြီးတော့တချို့ရက်တွေမှာပွဲစားတွေကလာမွယ်လို့ကွန်ရက်တွေကွန်ချင်းတွေကိုလိုချင်သူယူလို့ရအောင်လမ်းပေးစွန့်ပစ်နေရတယ်လို့ဆိုပါရယ်စလင်းကြီးကကွန်ဆိုက်ခင်တွေဟာ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ဝမ်ပေါင်းရန်စီကျင်းနီစက်ရုံတွေနဲ့နှီးတာကြောင့်တဘာဝပုံဝင်ကျင်ညံ့ညမ်းမှုမတန့်ရှင်းတဲ့ရေဝင်ရောက်မှုနဲ့လည်းရင်ဆိုင်နေကြပြီးစိုးစုကစကြောင်းထိုးချေရှောင်းတိန်နေရာကြောင့်ကုန်းချံတွေကိုမပြူစုနိုင်ပဲပျက်စီးဆုံးရှုံးတာတွေလည်းရှိနေပါသေးတယ်။